တနင်္လာရီတိုင်းတနင်္လာရီမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တရက်အတွင်း၄ချိန်ထံမှနဲ့ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့်စစ်ကောင်စီတပ်သား9ဦးထံမှနဲ့တေဆုံးခဲ့တယ်လို့မဲခရအမတ်နဲ့တရင်ထံကနေသိရပါဗျ။အင်အား60ဝန်းကျင်နဲ့တနင်္လာရီမြို့နယ်လဲတောင်ရကျေးရွာကနေတမုတ်ချုံကျေးရွာဗချမ်းကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုပြီးခဲ့တဲ့မေလ23ရက်နေ့မနက်၄နာရီခွဲအချိန်ခန့်မှာပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာပါဗျ။ ။အဲဒီနောက်နောက်ထပ်စစ်ကူတက်လာတဲ့စစ်ကောင်စီတပ်သား30ဝန်းကျင်ကိုလည်းအဲဒီနေ့မနက်ပိုင်းနေ့လယ်ပိုင်းနဲ့ညပိုင်းတွေမှာထပ်မံကြားဖြတ်တိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ကြားဖြတ်တိုက်ခိုက်မှုကြောင့်အချိန်မနစ်အနည်းငယ်စီထိတွေ့တိုက်ပွဲမကြာခဏဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သား9ဦးထပ်မံတိုက်ဆုံခဲ့ကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဘေးကင်အမှတ်နဲ့တရင်ပြန်ကြားရေးတာဝန်ခံကတာလွင်ထိုင်းမှုပြောပါတယ်။ လက်ရှိမှာတော့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဟာတမုတ်ချုံကြီးရွာမှာရောက်ရှိနေပြီးကြီးရွာအတွင်တက်ဆွဲနေထိုင်နေတယ်လို့တော်လိုင်းအင်အားစုရဲ့ပြပြချက်အရသိရပါဗျ။စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းထိုးဝင်ရောက်လာမှုနဲ့နှစ်ဖက်ထိတွေ့တိုက်ပွဲတွေကြောင့်လဲတောင်ရချေးရွာနဲ့သမုတ်ချုံချေးရွာကဒေသခံတွေဟာဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့မန်ချက်စတာ၈ရက်နေ့ကလည်းတနင်္သာရီမြို့နယ်တိန်ခေါ်ကျေးရွာကနေ၆နှစ်ပေါက်ကျေးရွာကိုလာတဲ့စစ်ကောင်စီကပြစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး၃ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။